ကာရက်တာအရစကားဆက်ပြောဖို့လုပ်နေရမယ်။ तू ကစိတ်မရှိဘူး။ဒီဘက်ကိုလမ်းဆွဲရ။ဆွဲတော့ဒီဘက်ကထက်ညက်ကိုမမေ့ဘူး။ဒီကအသားအောင်မေ့ရ။တော်သေးရတဲ့လက်ရှည်ဝတ်တယ်ပြီးအသားလိုမြင်းစီးရခန်းဆိုတော့လက်ရှည်ကိုချော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 ဆိုတော့အသားမပါပါဘူး။မြင်းသွားရအချီးကြီးလေ။သူတို့ကရင်အဲ့လိုအသားအောင်ပြတ်ထွက်တတ်တယ်ဆိုတော့အဲ့လိုမျိုးကန်တော့နည်းနည်းကောင်းသွားတယ်။ဒါပေမဲ့အဲ့လိုခွေးယူတွေမေးခိုင်းကောင်းွယ်စေအကုန်ထိုးရ။ยาเลวว่า ဆိုပေးပါဗောနော်အမှန်တော့တဲအတွက်ကအရန် challenge ချင်းဖြစ်တယ်ဇကာတစ်ခုလုံးမှာ၃ဝါမှာဆိုတော့တဲအတွက်တော့ stress တော့တော်တော်များတယ်ဒါပေမဲ့အကောင်းဆုံးတော့ကြိုးစားပြီးတော့တဲလို့တွေဆိုရပါတယ်ကိုရဲလေးလက် guide လုပ်ပေးရဗောနော်ဒါကတော့တဲအနှစ်တည်းအချိန်အနာပြီးမှပြန်ရိုက်တဲ့ comeback ကလို့ပြောလို့ရပါဗောနော် ကဒီချိန်ပေါ့နော်တဲတို့မန္တလေးမှာဒီတဲတို့ဒီအချင်းကြီးများချင်းဆိုဇလန်တွေတွားရိုက်ထားတာအခုမေလ16ရက်နေ့ကျရင်ပြမယ်ဆိုတော့ဒါရိုက်ဆရာရှိရလေးရိုက်တာပေါ့နော် top show လေးတွေရောဒီတချင်းလေးတွေဒီဇက်ကိုင်းမှာတဲတို့ကအကုန်လုံးကတင်းဆောင်ဆိုတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအဆိုကတ်လေးတွေရိုက်တာပေါ့တဲကတော့ဒီဇက်ကားလေးမှာပေါ့နော် scarlet ဆိုတဲ့နေရာနေပြီးတော့ပါဝင်တရုပ်ဆောင်ထားပါတယ် ရလက်ရမရိုက်တာတော့တော်တော်ကြာပြီအဲ့တော့ကင်မရာနဲ့တော့တော်တော်လေးစိတ်နေပြီဒါပေမဲ့ဂျိုင်းမှာကြောညာတွေအဲ့လိုဓာတ်ပုံတွေပဲရှိရပါတော့အဲ့ချိန်မှာဟိုကိုဝိုးလင်ထက်နဲ့မတ်တုံပေါ့မတ်တုံနဲ့ကိုထက်ကဒဲဒီကရိုက်တင်နေပေါ့နော်ရှေ့မှာတဲ့ series တစ်ခုရိုက်ထားရဲ2018လောက်က2018လောက်ကဒါမဲ့အဲ့ဒါအဲ့တုံက series အဲ့လောက်ကြီးခင်မစားဘူးဒါကတော့တဲ့အနှစ်တည်းအကြိုင်နာပြီးမှပြန်ရိုက်တဲ့ comeback ကလို့ပြောလို့ရပါတော့ လည်းမပေါင်းရတော့လုံးလုံးလာပါတယ်စကားလည်းဖြစ်ဆက်ရည်ဒီမိုးမြင်ဒီဘွေးဆိုင်ကြီးကမှဒီကိုရင်းစားပြောဒီကဒီထဲမှာဆိုရင်တဲ့အတွက်စိတ်နဲ့ဆိုမြင်းနေပါမယ်မြင်းကြိုက်ခံမြင်းကြိုက်ခံဟုတ်တယ်ဒီညာဘက်လက်မအောင်ကြိုက်တာဒီကတော့ဘောမြင်းကြိုက်တာဘောအဲ့ညာနည်းနည်းလေးတော့သူဟတ်ဟတ်တာပေါ့မကိုရဲလေးလည်းနည်းနည်းလေးဟိုပီဇာကားပေးရနေနည်းနည်းတော့ထိသွားပြောတယ် ဟိုအဓိကတော့တဲရုဇက်ခါရိုက်တဲ့အခါမှာမြင်းကိုဒီမြင်းဆောင်လေးကနေပြီးရိုက်ရတာကင်မရာဘက်ကိုမြင်းကောင်းထွက်ဖို့အတွက်ဆိုသူ့အစာနဲ့မြားရတာပေါ့နော်သူ့စနက်ပေါ့ထက်ညက်ထက်ညက်ခဲလေးအဲတဲကဒီဘက်ရိုက်တော့ဒီလိုတစ်ခုကျွေးလိုက်တယ်ဒါမဲ့ဟို ဟိုသူကဒါကုံပြီးတဲ့အချိန်မှာကိုအမှန်တော့ကို့ character အရာစကားဆက်ပြောဖို့လုပ်နေရမယ်သူကစိတ်မရှိဘူးဒီဘက်ကိုလမ်းဆွဲတာဆွဲတော့ဒီဘက်ကထက်ညက်ကိုမမေ့ဘူးဒီကအသာအောင်မေ့ရတော်သေးရတဲ့လက်ရှည်ဝတ်တယ်ပြီးအသားလိုငင်းစီးရခန်းဆိုတော့လက်ရှည်ကိုချော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 ဆိုတော့အရန်အသားမပါပါဘူးမြင်းသွားရအချီးလေးသူတို့ကရင်အဲ့လိုအသားအောင်ပြတ်ထွက်တတ်တယ်ဆိုတော့အဲ့လိုမျိုးကန်တော့နည်းနည်းကောင်းသွားတယ်ဒါပေမဲ့အဲ့လိုခွေးယူတွေမိခိုင်ကောင်းွယ်စေးအကုန်ထိုးရဂျင်းစော့တော့ အသားထက်လို့ကြွက်သားကြွက်သားဒီအတွင်းထဲကမာဆယ်ကိုကိုက်မိအဲအပေါ်ကတော့အလောက်မဖြစ်ဘူးနောက်နေ့မှအကွင်းလိုက်ညိုတာအဲမိတ်ကပ်ဖုံးပြီးရိုက်ရပါဘောနော်အဲဒါမဲ့လည်းအဲ့လိုဒီဘက်ကြီးကဘယ်နဲ့ညာနဲ့ဆိုကိုက်ခဲ့ညာဘက်ကပို့ပြီးတော့ကြောင်လာကြီးလာပြုတ်တဲ့နာပေါ့လက်ဒီလိုဒီနာကဒီလိုမားရတဲ့ဘာဆိုမရအောင်အဲ့လိုပေါ့ဟုတ်မနေ့ကတော့ မအမရန်ကုန်ရောက်တဲ့ဒီပဲမြင်းကြိုက်တာဆိုတော့တွားရအချီးလေမြင်းတွားအထူကြီးအချီးဆိုနောက်နေ့တော့သူ့ကိုတွားကြည့်နေတာသူ့ကိုဟုတ်အဲ့လိုအဲ့မြင်းကြိုက်ခံရပြီးမှပဲနောက်တရက်နှစ်ရက်နေတော့အဲ့မျိုးတွေကပြန်စီးရအဲ့မှာတခြားမြင်းတွေရှိဦးမှာကဒေကျွဲတို့ပါအဲ့လိုမျိုးတခြားအဲ့မြင်းတွေဆိုလိမ်မာတယ်ကွာအဲ့စနိုးကတော့အဲ့လိုမြင်းနေတယ်မှာမှာတော့နည်းနည်းလေး aggressive ဖြစ်တာပေါ့တဲဒီ character နဲ့ကြိုက်တယ်တဲဒီဇလန်နဲ့က ကာရက်တာဆိုလည်းတည်းနည်းနည်းလေးလိုစိတ်ဆက်တယ်ပေါ့တခုဆိုအဲ့လိုဆက်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 အဲ့လိုထက်ထက်တယ်ပေါ့ပြန်ပြန်ပြောอ่ะအဲ့လိုမျိုးဆိုတော့အဲ့လိုမျိုး तू ကလည်းအဲ့လိုမျိုးအဲတခြားမြင်းနေနဲ့မတူဘူးဇွတ်ဆိုဇက်ပဲအဲ့လိုမျိုးအာအရှိမမတ်စင်တီယာတို့ဘာတော့ပြောပါရဲ့ဒီစနိုးနဲ့ရိုက်မယ်စနိုးမြင်းလေးနဲ့မြတ်တကိုးတကိုးလုံးဖြူစနိုးအဲ့တော့မြင်းနဲ့ရိုက်မယ်ဆိုတဲ့သဘင်တွေကိုတနည်းကသဘင်သဘင်ကိုလှမ်းဆွဲလိုက်လို့တဲ့ခယူးဆိုင်ပြီးရိုက်ဆိုအကိုကြောက်ကွက်ပဲအသားပဲအဲ့လိုမျိုးဆိုအဲ့လိုမှတ်တရအောင် အမရှိဘူးမရှိတော့ဘူးသူကအဲ့အတွင်းကိုပုံနာပါတော့တဲအင်းကြီးချော်သွားတဲ့ခါမှာသူဆွဲလိုက်တာမှာကန်ကောင်းနေပေါ့မြင်းကကန်ရခိုင်လေးအဲ့လိုအသားတော်ပြတ်ပြတ်ထွက်တတ်တယ်လို့ပြောရတယ်အကန်တော့ကောင်းတယ်ဒါပေမဲ့အဲ့လိုမေးခိုင်ကာွယ်ဆေးတို့ခွေးတို့က၄ချိန်လောက်ထိုးလိုက်ရလေစိတ်နေရအဲ့ဒါပိုစိတ်နေ ော့တဲ့ကအရင်တည်းကတဲ့ဗီဒီယိုတွေကတော့အများကြီးရိုက်ဖူးပဲဇာတ်လမ်းတွေရိုက်ဖူးတယ်ချောညာတွေလည်းစုံမှုပဲဖိုတိုရှုတွေလည်းစုံမှုပဲဆိုတော့ဒါပြန်စုံကအကွအလုံးလုံးလို့လည်းပိုကောင်းလာတယ်ပြီးတော့အရင်တည်းမတူတာဒီနောက်ပိုင်းအလိုဇက်ကားတွေရိုက်တာ CV ရိုက်တာဆိုလို့ရှိရင်ဒါတဲ့အခုပြန်တွေ့ရတဲ့တွေ့ကြုံညာတော့ပို့ပြီးတော့စီးစနစ်ကျလာတယ်အရင်တိုင်းပဲညာတယ်သူစောင့်မေးတယ်ကသူအနေနဲ့ဆိုကိုရီကိုလေးစောင့်မေးရငဲ့ပေးရလို့ပေါ့လှုပ်လှုပ်လို့အရန်ကောင်းပါပြီးတော့ကိုရဲလေးရောပဲ ိုရဲလေးဆိုလည်းဒီနောက်ဆုံးဒီတချင်းဆိုတာလေးပါရာအစအကုန်ကိုတွေ guide လုပ်ပေးရတယ်သူအဆိုးရောဆိုတော့ပိုးရောပဲပိုးကတော့ဒါတဲ့ပထမအဦးဆုံးစုံမှုလာပါတချင်းအတွက်ဒီ theme song အတွက်ပေါ့နော်တေချာလေးနဲ့တဲတို့ရိုက်ထားတယ်အလှလေးပေါ့နော်အဲ့တော့ဟိုတဲကိုပထမဆုံးကိုထက်ကမတ်တုံကိုထက်နဲ့မတ်တုံပေါ့နော်သူတို့ပဲပေါ့သူလင်မယားအဲတဲဒီဟာလေးကိုဟာစုပေးပါပေါ့နော်အမှန်တော့တဲအတွက်ကအရန် challenge ဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့တခါမှဟိုကိုယ့်အကိုကို KTV ကန်းနဲ့မှာတာလေကာရာအိုကေမှာတာတခြင်းអော်ဆိုတာကိုတယောက်တည်းအတွက်မဟုတ်လေဇကာတစ်ခုလုံးမှာသုံးွားမှာဆိုတော့တဲအတွက်တော့ stress တော့တော်တော်များတယ်ဒါပေမဲ့အကောင်းဆုံးတော့ကြိုးစားပြီးတော့တော့တဲတို့တွေဆိုတာပါတယ်ကိုရဲလေးလက်ကိုက်လုပ်ပေးရပါတော့ဒီအချင်းညီမြချင်းဆိုတဲ့ဇလန်းတွဲလေးကိုမေလ16ရက်နေ့ကနေစပြီးတော့အဲ Canal Plus ဇလန်း channel ရဲ့ အဲ့ရကတော့ TV ကြည့်ရမှာပြီးတော့ Canal Plus application ကတော့ဖုန်းကကြည့်လို့ရတယ်အဲ့အားလေးကနေကြည့်ပါပြလို့ official ပေါ့နော်ဒီ channel တွေ application ညာကြည့်ပေးပါလို့ဘာဖြစ်လို့လဲဆိုတော့တဲတို့ဒီတရုတ်ဆောင်နေရတဲ့စ조사အထောက်ထားသလိုမျိုးတစ်ဖက်မှာလည်းဟိုမီဟိုဆက်မှုဖွဲ့သားတွေမီထိုးမှန်ထိုး editing setting အကုန်အကုန်မိတ်ကပ်ပေါ့နော်အရာအလုံးတဲတို့ပြင်ဆင်ထားတာ location တွေအစအရန်ပင်မန်းကြရာသီဥလည်းအရန်ခက်ခဲတဲ့အချိန်မှာရိုက်ထားပြတဲ့အတွက်ကြောင့်မလို့တဲတို့ရဲ့ အချိန်နေခွန်အားတွေဟိုချွေးတွေနေပေါ့နော်ပြင်ပြင်မမရိုက်ထားကိုမမဟုတ်ပါဘူးဆက်မှုဖွဲ့ထားတဲ့အကုန်လုံးဆိုလေဒီလို official ဟိုပေးထားတဲ့ channel line တွေ application တွေကြည့်ကြည့်အဖြစ်တဲတို့ကိုကူညီပေးပါလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်ဝိဒေမနာနာကိုနာမည်မမလို့ညာ